အာဆီယံဘောလုံးလောကဒုတက်လာတာကြောင့်ခြေစမ်းပွဲဖြစ်ပေမဲ့အလေးထားရှင်ပြိုင်သွားမယ်ဆိုတဲ့အင်မိုရင်ပရိသတ်များလုံးပဲမိန်လာများမန်ချက်စတာဖော်ဆွန်ကနေပြန်လည်ကြိုလိုက်ပါရင်မန်ယူနီပြအင်မိုရင်ကတော့သူတို့နဲ့ခြေစမ်းရှင်ပြိုင်ကစားရမယ်အာဆီယံညောင်အသင်းကိုပေါ်ပေါ်တန်တန်သဘောမထားရဲကြောင်းနဲ့အာဆီယံဘောလုံးလောကဟာယခုနောက်ပိုင်းမှာထင်မှန်မထားလောက်အောင်ကိုဒုတက်လာတာကိုမြင်တွေ့ရကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါရင် လိုင်ယွန်အသင်းရဲ့ရာသီကြိုခြေစွမ်းပွဲအာရှခေးစဉ်ရဲ့ပထမဆုံးပွဲအဖြစ်အာဆီယံညီမောင်းတင်းတဲ့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာရှင်မဲကစားသွားရမှာဖြစ်ပြီးမြန်မာစံတော်ချိန်ည9:00နာရီနဲ့15မိနစ်မှာပွဲစတင်ကစားသွားမှာဖြစ်ပါရင်ဒီပွဲကိုတော့ MUTV ကနေလည်းဓာတ်ရိုက်ထုတ်လင်းပြသပေးသွားမှာပါ။ ီဘက်ကမလေးရှားပြည်သက်တွေကိုသာမကအာရှကမိုင်းအသင်းကိုချစ်ခင်အားပေးကြတဲ့ပြည်သက်တွေအားလုံးအတွက်ကျင်းတဲ့နှစ်သက်မှုတွေပေးစွမ်းနိုင်လိမ့်မယ်လို့လည်းအင်မိုရင်ကယုံကြည်ထားပါရင်မိုင်းရအသင်းဆိုတာဒီကမ္ဘာလုံးကဝင်းရအားပေးကြတဲ့ပြည်သက်တွေကိုအခိုင်အမာရရှိထားတဲ့အသင်းဖြစ်ပြီးဒီဒီချက်ကိုအခုမလေးရှားကိုရောက်လာစဉ်မှာကောင်းစွာမြင်တွေ့ခဲ့ရတဲ့အကြောင်းအင်မိုရင်က ကျွန်တော်တို့အနေနဲ့ဒီလောက်အထိခက်ခဲကြမ်းတဲ့ဘောလုံးရာသီတစ်ခုကိုဖျက်တမ်းခဲ့ရတာတော့မှပရိသတ်တွေကကျွန်တော်တို့ကိုအချစ်မပေါ်ကြပဲဝင်းရအားပေးနေကြပါရင်ပရိသတ်တွေရဲ့စိတ်က United အပေါ်ဘလောက်ထိချစ်ခင်ကြတယ်လဲဆိုတာကိုမြင်တွေ့ရတော့အားအသင့်စရာကောင်းပါရင်ရှေ့ရှောင်းဒီထက်ပုံမမြင်ပါတဲ့အခြေအနေတရက်စီကိုအယောင်လှမ်းနိုင်အောင်စူးစမ်းဖို့ကတော့ကျွန်တော်တို့ရဲ့တာဝန်ပါ ကျွန်တော်တို့အခုလိုရက်တည်နိုင်အောင်ပရိသတ်တွေကချင်းချင်းမြတာအပြင်နဲ့ဝင်းရံပေးကြတာဝမ်းသာစရာပါပရိသတ်တွေကကျွန်တော်တို့ရှောင်းလန်းနေတဲ့နှစ်ကာလတစ်လျှောက်နောက်ကနေမခွဲတမ်းမခွာတမ်းတကောက်ကောက်လိုက်ပါလာခဲ့ကြပါရင်ဒါဟာကလပ်နဲ့ပရိသတ်တွေအကြားမှာယင်းနှီးနှွေးထွေးတဲ့ဆက်ဆံရေးပဲဒီလိုချိန်ဆမှုရှိဖို့ကအရမ်းမဲရေးကြည့်ပါရင်ဒီကလပ်ကိုကမ္ဘာအကောင်းဆုံးကလပ်တွေထဲကတစ်ခုဖြစ်အောင်လုပ်ပေးဖို့အတွက်ကျွန်တော်ဒီမှာရှိနေရတာပါလို့ပြောသွားခဲ့ပါရင် အသင်းကအခုမှသာသူသွားကျင်တဲ့ပုံစံကိုတည်ဆောက်နေရပြီးနေပါတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပေမဲ့ဒုတက်လာတဲ့ကဏ္ဍတွေလည်းရှိနေတယ်လို့အင်မိုရင်ကပြောပါရင်ဒီကြောင့်လည်းပတ်သက်ပြီးအင်မိုရင်ကတကယ်ခက်ခဲတဲ့ຢာတိတစ်ခုဖြစ်ခဲ့ပါရင်တရားတိလုံးလုံးဖျက်တမ်းခင်ရမှုတွေကလူတိုင်းလက်ခံပေးဖို့ခက်ခဲမယ်ဆိုတာကလည်းကျွန်တော်သဘောပေါက်ပါရင်ဒါပေမဲ့တချို့သောကဏ္ဍတွေမှာတော့ဒုတက်လာတာတွေအများကြီးရှိနေပါရင်ဒါကိုရှေ့ဆက်တဲဆောင်သွားရမှာပါလို့ပြောခဲ့ပါရင်လာမယ့်ရာသီမှာဥရောပပွဲတွေကိုဝင်ကစားခွင့်မရရှိဘူးဆိုပေမဲ့ဒါကိုအကောင်ဖက်ကနေကြည့်ပြီးအခွင့်ကောင်းယူဖို့အတွက်စူးစမ်းနေတဲ့အကြောင်းအင်မိုရင်က နောက်အသည့်ပြင်ပကတော့အခုပြောလို့မရသေးပါဘူးဒီနေ့မှာကျွန်တော်တို့လှုပ်ရှားများကြီးရှိပါရင်အသင်းကိုပြန်ပြင်ရအောင်မယ်လူတိုင်းက United ကိုထိတ်တန်းအဆင့်မှာမြင်ကျင်ကြတဲ့သူတွေကြီးပဲဒါကိုကျွန်တော်တို့လည်းသဘောပေါက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကပွဲတွေပေါ်ဒီချက်ပေါ်အာရုံဆိုင်ပြီးပိုကောင်းအောင်ကြိုးစားဖို့လိုအောင်မယ်အဲဒီစိတ်ဓာတ်မျိုးမွေးမြူနိုင်အောင်ပြင်ဆင်ပေးရပါအောင်မယ်အဓိကအားဖြင့်နောက်ရသည့်မှာဥရောပပွဲတွေမကစားရတာကိုခွင့်ကောင်းယူပြီးတိုးတက်အောင်လုပ်ရမယ်လို့ကြုံဝါခဲ့ပါတယ်ဘရူနိုကလည်းရှင်းချေပါ sorry club အိမ်လည်းနဲ့တင်းနေထွက်နေပြီမယ်သူ့အတွက်ရောမန်ယူအသင်းအတွက်ပါမရှိမဖြစ်ကစားမတယောက်ဖြစ်တယ်လို့အမ်မိုရီကဝန်ခံခဲ့ပါတယ် ူရဲ့ဆွမ်းဆောင်ရင်ဥဆောင်မှုနဲ့ကစားပွဲအတွက်သူ့မှာရှိနေတဲ့ဆရာထက်တန်မှုကိုမြင်တွေ့ရပါရင်နောက်ဆုံးကစားခဲ့တဲ့ပွဲမှာအသင်းကဖိအားကင်းကင်းနဲ့ကောင်းကောင်းဆွမ်းဆောင်နိုင်ခဲ့တယ်လို့ခန်းစားမိပါရင်ကျွန်တော်တို့မှာခက်ခဲတဲ့အခိုက်အတန့်တွေရှိခဲ့ပေမယ့်ဘရူနိုကအရာအလုံးကိုတောင်းဝင်ယူခဲ့တာခင်ဗျားတို့လည်းမြင်တွေ့ရပါလိမ့်မယ်သူကအသင်းကောင်းဆောင်ဖြစ်ပြီးအထွေထွေကောင်းနေအများကြီးရှိတာကြောင့်ကျွန်တော်တို့အတွက်တကယ်ကိုအရေးပါပါတယ်လို့ဘရူနိုကိုချီးကျူးပြောကြားသွားခဲ့ပါတယ်။ဒါ့အပြင်အာဆီယံဘောလုံးလောကကအခုနောက်ပိုင်းအများကြီးတိုးတက်လာတာကိုမြင်တွေ့ရလို့သူ့အနေနဲ့ဒီပွဲကိုခြေစမ်းပွဲတစ်ခုအသွင်မျိုးမဟုတ်ပဲအလေးထားရှင်မြိုင်သွားမယ်လို့လည်းအင်မိုရင်ကပြောထားပါသေးတယ်။ အေးမော်ရင်ကဒီဘွဲကတမန်ချိန်ဆန်းဘွဲတစ်ခုဖြစ်တော့ကျွန်တော်တို့ပေါ့ပေါ့တန်တန်ကစားသွားမှာလား။ नोवा ကျွန်တော်ကစားတဲ့ဘွဲတိုင်းကိုစောက်ကြည့်အားပေးနေတဲ့ပရိသတ်တန်းနဲ့ချီရှိပါရည်။ဒါကြောင့်ဒီပရိသတ်တွေကိုလေးစားတဲ့အနေနဲ့ဘွဲတိုင်းကိုအလေးနဲ့ထားကစားသွားပါပါ။ဒီဘွဲစင်ကရေးကြည့်တဲ့ဘွဲပါပဲ ဒီပွဲကအသင်းရဲ့နေ့စနေပိုင်းကိုစမ်းသပ်ဖို့သာမကပဲအာဆီယံပရိသတ်တွေနဲ့ကျွန်တော်တို့အသင်းကိုပုံမှန်နီးစပ်စေခဲ့တဲ့ပွဲပါပရိသတ်တွေကိုအကောင်းဆုံးဖျော်ဖြေမှုပေးနိုင်ဖို့ကြိုးစားသွားပါမယ်အာဆီယံဘောလုံးလောကကလည်းအများကြီးတိုးတက်လာတာတွေ့ရပါတယ်လို့အာဆီယံဘောလုံးလောကကိုချီးကျူးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်ပွဲချင်းနေမမေ့အောင်ထပ်ပြီးတတိပေးလိုက်ပါတယ်ဒီပွဲကယနေ့မေလ28ရက်မြန်မာစံတော်ချိန်ည9:55မိနစ်အချိန်မှာမလေးရှားနိုင်ငံကဘူကစ်ဂျာလီကွဲမှာကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းမှာ ပြည်ထောင်များကရောဒီပွဲမှာဘယ်အသင်းကိုအားပေးသွားမှာလဲ။မန်ယူကိုလားမမောင်လင်ပါလာမန့်အာဆီယံညွန်ပေါင်းအသင်းကိုလားမိမိတို့အားပေးကြမယ့်အသင်းကိုလည်းကွန်မန့်ကနေပြောပေးသွားခဲ့ကြပါအောင်ခင်ဗျာ။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲ။နောက်နေ့ပါလဲအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။